စ္စဝဒသုံးကာထာဆိုလေအဲအနိစ္စဝဒသင်္ခါရဘုရားတမီနောဥပိစိတ်တောနိရောဇန္တိတေတံဝဘသမောတုခောအနိစ္စဝဒပြီးတော့ဒုက္ခဝဒအနတ္တဝဒအဲ့ဒါနေဟာဒီသူတို့မမြဲတဲ့ဖြစ်ပျက်တဲ့မမြဲတဲ့သဘောတရားဆိုပြီးဒီဆရာအဲ့တော့ဒီဝိမု ക്തി လမ်းပဲကြတော့အဲ့ဒါလေးကိုဘယ်လိုဟိုဟောပေးနိုင်လို့ဆိုတာလေးအဲ့ဒါလေး သောအနိစ္စဝတ္တသင်္ခါရဥပါဒဝေယဓမိနောတေတံဥပါဒံဘောသူတော်လို့ပြောတယ်အဲအဲ့ရဲ့အနှစ်သာရကိုချုပ်ရင်လာကျွန်တော်တို့ကဘယ်မှာချုပ်မလဲလို့မေးတဲ့အခါကျတော့အနှစ်သာရကဓမ္မစကြံတံဂစီသမုဒိယဓမ္မသဗ္ဗလံနိယောဓဓမ္မန္တိဆိုတာအဲ့ဒါအနတ္တအဲဓမ္မစကြံအတုတ်တစ်ခုလို့ရအနှစ်သာရဟုတ်အခုလည်းဒီတိုင်းပဲအနိစ္စဝတ္တသင်္ခါရ အိဋ္ဌဝတ္တသင်္ခါရပြုပြင်ရေးဖြစ်ပေါ်လာသောတရားတို့သည်အိဋ္ဌလို့ပြောတာပေါ့နော်အိဋ္ဌဝတ္တသင်္ခါရသင်္ခါရဆိုပြုပြင်လို့ဖြစ်ပေါ်လာသောတရားတို့သည်အိဋ္ဌဒုက္ခအနတ္တအရူပပဲအဲအဲ့ဒီတရားတွေချုပ်ဆုံးသွားလို့ရှိရင်တေသံဥပသမောတုကောအဲ့ဒီတရားတို့ရဲ့ချုပ်ဆုံးရစီအမတမဟလာဒီဒုက္ခကင်းခြင်းနဲ့နိဗ္ဗာန်ဖြစ်ပါတယ်လို့ဒါကိုပြောတာပေါ့နော်အဲ့ဘောမှာအဲ့ဒီတရားတွေဘောမှာအပ္ပမတွေနဲ့တမ္မတွေနဲ့နေကြပါလို့မှာခဲ့တာအဲ့မှာအိဋ္ဌရဲ့အတိဘယ်ကိုကျွန်တော်တို့ ဥပဒနာဉာဏ်ကနေမသိနိုင်အဲ့ဒါဒုက္ခရဲ့အတိဘယ်ကိုလည်းဥပဒနာဉာဏ်ကနေမသိနိုင်အနတ္တရဲ့အတိဘယ်ကိုလည်းပဲမသိနိုင်အဲ့ဒါပို့ဆိုတာသင်္ခါရဆိုတာသိဖို့အမတန်မှာဟိုပါဝေးပါတယ်။အဲ့သင်္ခါရဆိုတာလည်းပဲကျွန်တော်တို့ကမသိနိုင်။အဲ့သင်္ခါရသိလို့ရှိရင်ဘုဂုတ်ကြီးပြောခဲ့တယ်သင်္ခါရအနိစ္စသိရင်သွားတယ်ရဟန္တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အသင်္ခါရအနိစ္စသိဖို့ကြိုးစားပါတယ်။အဲ့ဓမ္မစကြာရဲ့အဲ့တရားတွေရဲ့အကုန်လုံးကိုဓမ္မစကြာမှာချုပ်ထားတယ် အဲ့ချုပ်ထားတဲ့ချုပ်တာပါလဲဆိုတော့ရန်ကင်စီလာသမုဒိယဓမ္မသဗ္ဗတံနိရောဓဓမ္မတိရန်ကင်စီသမုဒိယဆိုတာသမုဒိယဆိုတာဆွဲလန်းလို့ဖြစ်တော့နော်သူလူပဲသင်္ကာရနဲ့ဆွဲလန်းလို့ဖြစ်တော့တရားအပေါင်းတို့စီနိရောဓချုပ်ကြတယ်လို့ပြောတယ်အဲ့တော့အဲ့ဒါကိုဘလို့ဘာသာပြန်လိုက်လဲလို့ပြီးတော့ဘာကြောင့်ကျွန်တော်တို့ဟလာဟိုလမ်းလွဲသွားလဲလို့ပြီးတဲ့ခါကျတော့လမ်းလွဲတဲ့အကြောင်းရင်းရှိပါတယ်အဲ့တော့လမ်းလွဲသွားလဲဆိုတော့အဲ့ဆွဲလန်းလို့ဖြစ်လာတာက တခွ ပြတ်သွားတာတခုဆိုပြီးတော့ကျွန်တော်တို့သာသနာတခုလုံးကအဲ့လိုနှစ်ခုထားထားအဲ့လိုနှစ်ခုထားထားတဲ့အတွက်ဟလာနေရောတော့ဘယ်တော့ကမှမမြင်တော့ဘူးပေါ့လေအဲ့တော့အဲ့တော့ဖြည့်ရင်ဖြည့်ရင်ရှိပြီးတော့ပြတ်မှမရှိတာအဲ့ဒါ तू ကစာပေဘာသာပြန်တဲ့အခါကျတော့ဟလာအခြေအကြောင်းတိုက်ဆိုင်ပြီးဖြစ်ပေါ်လာတော့ယုံနာဓမ္မတို့စီဟလာဖြစ်ပေါ်လာတော့နေရာတို့စီပြည့်စည်ကြပြီဆိုတော့အဲ့အဲ့ဒီနေရာမှာခဏနှစုံကလည်းမကွဲဘူး ဒုက္ခသစ္စာပိုင်းခြားတဲ့အသိဉာဏ်ကလည်းမရတဲ့ခါကျတော့ဖြစ်တာကတခုပြက်တာကတခုဆိုပြီးတော့မှဒါကိုဖြစ်ပြီးတော့မှချုပ်သွားတယ်လို့ပြောတဲ့ခါကျတော့ဖြစ်ပြီးတော့ချုပ်တာကိုတော့ကျွန်တော်တို့တရားသမားတွေရဲ့90ကိုဒသမ99ရာခိုင်နှုန်းလောက်ကလက်ခံနေအကြောင်းတိုင်ပေါ်လာတာလက်ခံနေဟဲ့လားပေါ်လာပြီးတော့မရှိတော့ဘူးပြက်သွားတာကိုလက်ခံနေချုပ်သွားတာကိုလက်ခံနေဒါပေမဲ့ပြဿနာဘာတက်နေလဲလို့မြင်တဲ့ခါကျတော့အကြောင်းတိုက်ပြီးပေါ်လာတဲ့တရားကြတော့ချုပ်တယ်လို့မသိဘူးအဲ့ဒီလိုဆိုကြရှိတယ်လို့ယူနေကြတယ် တရားမြခြင်းရဲ့အဓိကခေါင်းစဉ်ကိုပြောပါဆိုလို့ရှိရင်အဲ့ဖြစ်ရှိတယ်ပေါ်ရင်ရှိတယ်ဆိုတော့အဲ့အနေဆာမျိုးနဲ့ကတော့ဘယ်နည်းနဲ့မှမဖို့နေမှာကိုမရနိုင်ပါဘူး။ဒါမလို့ဟလာအခုခရစ်ကျတော်မှာမှာဥပဒနာကိုအစိုးရကျတော်ကဆွဆွဲတာအနေဆာမြဲမရှိဆိုတော့အနေဆာမြဲမရှိဘူးဆိုတော့မှားတယ်အနေဆာမမြဲတာပဲရှိတယ်။အဲ့ကျွန်တော်တို့ အနေစားမမြဲတာလောက်သိတဲ့အသိဉာဏ်လောက်ပဲဘုရားရှင်သာသနာတွေကအနှစ်သာရကိုထောက်ထားနိုင်ကြတယ်တကယ်လက်တွေ့ဟလာအမြဲမရှိပါဘူးဆိုတော့အသိဉာဏ်တိရောမရောက်နိုင်အဲဘာကြောင့်ဉာဏ်မဖြစ်လဲဆိုတော့အနေစားရဲ့အသေးပဲလည်းမသိဘူးဒုက္ခရဲ့အသေးပဲလည်းမသိဘူးအနာတ္တရဲ့အသေးပဲလည်းမသိပါဘူးအဲရှင်ကိမကနဲ့ယန်းကြီး60မှာဟလာရှင်ကိမကဆိုတာကအနာဂမယန်းကြီး60ဆိုတော့တော်ရကြီးပါဒါသူတို့ဒီအဲ့ဒီရှင်ကိမကဆိုတော့အနာဂမ် ကြီးစီကနေတရားတော်မှုအတွက်ရှင်ခင်ကနေတဲ့ကြောင်လေးကတပါးရဲနေတာဖြစ်တဲ့အတွက်အယောက်60မနေတော့ပါဘူးတော့သစ်ပင်အရေးကောင်းတဲ့သစ်ပင်ကြီးတပင်အောက်မှာရမ်း60ကအမနားနေကြပြီးမှတယောက်ကိုအဲ့ရှင်ခင်ကကိုပြင်ခန်းပြီးတော့မှတရားနားပါတယ်အဲ့မှာရမ်း60လို့အနာခံဖြစ်ကြပါတော်ရမန္တရာကံဖြစ်တာမဟုတ်ဘူးเนาะအနာဂံတိဓာတ်ဖြစ်တယ် အခုကြတော့မဟုတ်ဘူးကျွန်တော်တို့တွေကသောတာပန်ပြီးမှသဒ္ဒါကံသဒ္ဒါကံပြီးမှအနာကံအနာကံပြီးမှရဟန္တာဆိုတော့ဆွဲနေကျွန်တော်တို့အဲ့ဒီမှာအနာကံဒီဘာကြောင့်ဖြစ်တာလဲလို့မေးတော့အခုနမေးတဲ့လက္ခဏာအနိစ္စကမရှိတာဒုက္ခလည်းမရှိတာအနတ္တလည်းမရှိတာမဟုတ်ဆိုရင်ကိုယ်တိုင်ဘာသာပြန်သွားတာပါရှင်ကြီးမကနဲ့ရဟန်းဆောက်စင်မှာကျွန်တော်တို့နားထောင်ခဲ့ကျွန်တော်သိတာကအနိစ္စပြဲတာ ဒုက္ခကဆင်းရဲလားအနတ္တအဆိုးမရလားအဲအဲ့ဒါနဲ့ကျွန်တော်တို့ကအဲ့ဒါသတိပ္ပံတွေကိုကြိုးစားအထုတ်နေရတယ်တကယ်လက်တွေ့အခြေအနေမှာကျတော့အဲ့ဒီမမြဲတာဆင်းရဲတာအဆိုးမရတာနေရနှိမ့်နေတာကြားလာတယ်ကျွန်တော်တို့အဲ့ဒါကျွန်တော်တို့ရဲ့တိုးပြက်တဲ့ဉာဏ်လေးလွတ်မြောက်တဲ့ဉာဏ်လေးမရခဲ့ဘူးလို့ပြောရတယ်။အဲတော့အရိယာကြီးကတော့ပြောတော့ပြောရှာတယ်။ပြောရမယ်ကျွန်တော်တို့ကလည်းသူတို့ပြောတာဘာပြောမှန်းကိုမသိဘူး။မရှိဘူးဆိုတော့မရှိရင်ဘာလို့တို့တရားမှခံနေတာတော့ဆိုတော့အဲ့ဒီအဖြေကြီးက မြေကကျွန်တော်တို့သူတို့ခိုင်းတာလောက်ခဲ့ပါလေမရှိမရှိဘူးမရှိဘူးမှတ်ပါဆိုမရှိရောက်တာဘာလို့မှတ်နေရမှာတော့ဆိုတော့အဲ့ဒီကိုရှင်တွေကပြန်ပြီးတဲ့မိကွန်းတွေကိုကျွန်တော်မဖြေနိုင်ခဲ့ပါဘူးအမဖြေနိုင်ခဲ့တဲ့အတွက်အဲ့ဒါမရှိဘူးဆိုတဲ့ဟာအဒါကြီးကသဘာဝမကျဘူးဒါကြီးကတို့ဒီချက်မှထည့်လို့မရဘူးဆိုတာဒါမလို့တော်တော်များများဘက်ပြန်ဆုပ်ကြတာဘာကြောင့်လဲအန္တန်ဆုံးအပိုင်းချမသိသေးမြအာယုဥပနကံတော်မသိသေးမြအဲ့မရှိဘူးဆိုတော့ အဲ့ဒါခန္ဓာမရှိတာသိတာဥပဒနာသမထေကြီးဆိုရယ်မရှိခြင်းပြသဘောတော်ကတရားကိုနားမလဲအခုဒီမှာလဲအမြဲတမ်းလာလာမေးကြတယ်အာယုံသိပါတယ်တဲ့တုံညသိပါတယ်တဲ့ဒီမှာတို့တရားမှန်သလားဆိုတော့အာအာယုံနိုင်ရဥပဒနာခန္ဓာမဟုတ်ဘူးအဲ့ဒါဥပဒနာခန္ဓာတိုင်းကတော့အာယုံနော်အာယုံတိုင်းကဥပဒနာခန္ဓာမဟုတ်ဘူးအခုက အာယုံတိရဆိုတာဘယ်အာယုံတိတာလဲဥပ္ပနခန္ဓာကိုသိမှရမှာအဲ့ဒါဥပ္ပနခန္ဓာအဲ့ဒါဒီသစ္စာတရားဆိုတာဥပ္ပနခန္ဓာဒုက္ခသစ္စာအဲ့ဥပ္ပနခန္ဓာဖြေကြောင်းကသမုဒ္ဒသစ္စာအဲ့သမုဒ္ဒသစ္စာဘာတွေလဲအဲ့အာယုံမှာပေါ်လာတဲ့ယုံဉာဏ်တွေကိုမရှိတာအရှိထားတာအရေးကိုအကောင်လို့တာပယ်တာတွေ့တာအဲ့ဒါသမုဒ္ဒသစ္စာပေါ်လာတဲ့ယုံဉာဏ်တွေကဒုက္ခသစ္စာအဲ့ဥပ္ပနယုံဉာဏ်ကြီးဒီ အဲ့ဒါဖြစ်ဖြစ်မဟုတ်ဘူးရှိတဲ့တရားမဟုတ်ဘူးအစဉ်မရှိတဲ့တရားဖြစ်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 တဲ့တရားအစဉ်သုံးညတရားလို့သိတာကနိရောဓသစ္စာအဲအဒီဒုက္ခရဲ့ချုပ်ဝချိုးချောင်းအသိဆိုတာကအဲမေဃသစ္စာဆိုပြီးတော့အဲ့လိုသစ္စာ၄ပါးကိုသုံးသွင်းသိမြင်နိုင်ဖို့ရာအတွက်တရားရှင်ကအနိစ္စဒုက္ခအနတ္တဆိုလက္ခဏာဉာဏ်တွေကိုပေးပါတယ်အဲပြီးပြီမဲ့လေဒီအနိစ္စအဲအဲငါရွှေချောင်းတရားငွေချောင်းတရား အသက်တရာတတမ်းမှာသက်စိတ်လူတိုင်းရတဲ့ဌာနကုသိုလ်တဲ့အိဆာတလုံးတိတာတာလုံးတွေကွာအာအနာဂံဖြစ်တဲ့ကြာတော်ကြီးကမိန်ကြားခဲ့တာပါဒါပေမဲ့ကျွန်တော်တို့ကအဲ့ဒီအိဆာသူတို့ပြောတဲ့အိဆာကိုကျွန်တော်မသိဘူးသူတို့ပြောတဲ့အိဆာကိုသိဖို့အတွက်အတားစီရပါလဲဆိုတော့ဒုက္ခသစ္စာကိုပိုင်းခြားပြီးတော့ခဏနှစုံရှိပါတယ်လို့နားလည်လက်ခံမှာမရသေးတဲ့ကလပ်ပတ်လို့အရိယာတွေပြောတဲ့အိဆာမသိဘူးဒုက္ခမသိဘူးအနတ္တမသိဘူးဒါမှမဟုတ် သစ္စာသိပြီးမှအာထုတ်ကိုတိုက်တွန်းမှလည်းဟဲ့လားအဲနိဗ္ဗာန်မသိရင်ဩစီရတေတီဖြစ်တဲ့နိဗ္ဗာန်ရှင်းပြဖို့တရားတော်ဓမ္မဒေါနတော်ထဲမှာရှိပါတယ်ကြုံကြရင်ဖွင့်ပြီးတော့နောက်တော့ကြည့်ရပါဘုဟုဇေရီတန်တော်နဲ့ဟဲ့လားနိဗ္ဗာန်မသိရင်ဩစီရတေတီဖြစ်တဲ့နိဗ္ဗာန်မသိပဲအာထုတ်ရင်မင်းတို့နှိ60အာထုတ်ဘာမှဖြစ်ဘူးလေနှိ60ဆိုတော့ကျွန်တော်တဒံမမီလောက်တော့ဘူးတော့ဗောတရားနော်ဒါကြောင့်မို့နှိ60အာထုတ်ဘာမှမဖြစ်ဘူးဘာဖြစ်လဲဆိုတော့ နိဗ္ဗာန်ကမပြောရလဲမသိဘူးလေပြောရလဲညှိပြန်တယ်အဲတောင်းလို့နိဗ္ဗာန်သိပြီးအထုတ်ဖို့တိုက်တွန်းပါတယ်နိဗ္ဗာန်သိမှအဲ့ကိုနိဗ္ဗာန်ကိုရနိုင်ပါလားဆိုသစ္စာသိပြီးမှဟုတ်လားအထုတ်ဖို့တိုက်တွန်းပါတယ်အဲသစ္စာသိဖို့အတွက်ဒုက္ခသစ္စာကိုပိုင်းခြားရမယ်သုမသစ္စာကိုပယ်နိုင်ရမယ်နိဗ္ဗာန်ကိုမြတ်မောပြုနိုင်ရမယ်မဂ်ရှင်ပါအဲ့ကြတော့မှပြည့်အဲဒါကြောင့်မလို့ကျွန်တော်နေစာဒုက္ခအနတ္တလို့ပြောနေကြပါပေမဲ့ဘုရားရှင်ကလည်းဒီသီဗံသာသနာဘာကြောင့်ထားရတယ်လဲလို့မေးတဲ့အခါကျတော့အိန္ဒိယမှာ အာဦးနာပြောတယ်လို့ပေါ့အခုအိန္ဒိယမှာရှိနေတဲ့ဟလာပုဂ္ဂိုလ်တွေကအရင်တည်းကဗျာမဘုံငင်တွေကဇာန်တွေလုံနေကြတာတမထားတွေလုံနေကြဟလာအဲသူတို့လည်းလွံ့မြောက်ကြပါစေဆိုပြီးတော့မှဟလာဒီသစ္စာသာသနာကိုဖားခဲ့တာသီလသမားတွေပညာဒီဘက်ကဓမ္မစကြာကသွားတဲ့ခံကြတော့ပညာအဓိကပဲပညာရဲ့သီလသမားတွေဆိုတာပညာရဲ့အကျိုးဆက်ပဲဟလာသစ္စာသိသွားလို့ရှိရင်နိဗ္ဗာန်မြင်ပြီနိဗ္ဗာန်မြင် အဒီဒီလာဒီစိတ်ဓာတ်ဖြစ်ပါစေလို့ဆုတောင်းကြမလို့လေအလိုလိုပြည့်စုံသွားကြပါအဲကြောင့်မလို့လိစ္ဆာသိတဲ့ပညာဒုက္ခသိတဲ့ပညာအနတ္တသိတဲ့ပညာဖြစ်ရင်လေသစ္စာသိအဲဘလို့သိရမှာလဲအဲခဏနှခုကိုွဲကြပြီးတော့အာယုဘနဲ့ခဏတွေကအရှင်မရှိတဲ့တရားတွေဘာလို့သိရင်သစ္စာသိပြီအဲ့ဒါအာယုဘနဲ့ခဏကြီးကအရှိသားသမျှဇင်းရဲ့နေမှာပဲလို့သိရင်လေဘုရားပြောတဲ့ဒုက္ခကိုသိပြီဟုတ်လားအနတ္တဆိုတာလေဒီလိုပါပဲအနစ်သာရမရှိဘူးတုံညဖြစ်နေတာ အဲဒီဝနကန္တရာအစဉ်သုံးရပါလို့သိရင်လေဟလာကျွန်တော်တို့နိဗ္ဗာန်မြင်ခွင့်ရပြီတစ္ဆာတိခွင့်ရပါပြီအားမလို့နိစ္စဝတ္တသင်္ခါရဥပါရဝယဓမီနောဆိုတော့အဲ့တော့ဖြစ်ပေါ်လာပြီလို့ရှိရင်ဟလာချုပ်ဆုံးရကုန်ဤအဲ့တော့အဲ့ဒီအချိန်မှာကျွန်တော်တို့ကဘာဘာသာပြောလဲဆိုဖြစ်ရင်မချုပ်ဘူးဆိုအယူကြီးကဘောလာဖြစ်ပြီးမှချုပ်တယ်ဆိုတော့အယူကြီးဘောလာဘောလာတဲ့အခါကျတော့အရိယာတို့ သိမြင်နဲ့အသိမြင်ရှိကိုမရောက်တော့ပါဘူးဟုတ်လားနည်းနည်းတော့ချင်းကပ်သွားတာပေါ့နည်းနည်းချင်းကပ်ပေမဲ့အဲအရိယာတိရအသိကိုဘယ်တော့ရောက်မှလဲမင်းရင်အမတန်မှဝေးပါတယ်ဒါမှမဟုတ်အလားကျွန်တော်တို့ပါဠိဘာသာပြန်နေမှာပရိဝေဒဘာသာပြန်မှုမရောက်သမျှကလပတ်လုံးအဲ့ဒါတွေကကျွန်တော်တို့ကိုယ်တိုင်နှစ်20လောက်စဉ်းရဲပြန်မှန်းခဲ့ဟုတ်လားကျွန်တော်တို့ဆိုရင်ဖြစ်ပြဖြစ်ပြလို့မှတ်တယ်ဖြစ်ရရှိပြီးပြတ်မှမရှိတာဆိုတော့ ခဏတစုံနဲ့လဲယူထားတော့ခဏတစုံနဲ့ယူထားတဲ့မြည်သည့်လူနဲ့ပြန်မှာတော်ပါမစို့ခဏတစုံကိုမပိုင်းခြားနိုင်တဲ့မြည်သည့်လူနဲ့ပြန်မှာတော်ပါမစို့ဟလာတုံညမြင်ခွင့်မရှိပါဘူးအဲတုံညမြင်ခွင့်မရှိရင်ကိုယ်ယူနဲ့ကိုယ်ပဲတုံညကိုယ်ရတာဖြစ်ပါတယ်နော်အဲခဏတစုံကိုပိုင်းခြားပြီးတော့မှဥပနာကဏ္ဍကိုသိပြီးတော့မှဖြစ်စဲမှလည်းမရှိဘူးပြက်စဲမှလည်းမရှိဘူးအစဉ်မရှိပါဘူးလို့သုံးပြည့်ချက်ချနိုင်တဲ့တုံညမြင်တဲ့အသိပညာကိုရမှာပဲ ိစ္ဆာသိမြင်ခွင့်ဟာအလွယ်ကူသားမှဖြစ်ပါတယ်ဒါပါအရိယသစ္စာသိဖို့ခက်ခဲတယ်ခက်ခဲတယ်ဆိုခက်ခဲတော့ဘုရားမှာလေမေးအရိယသစ္စာသိဖို့အတွက်ဒုက္ခသစ္စာပိုင်းခြားနိုင်ရမယ်ကွာလို့မာပေမဲ့ကျွန်တော်တို့ပိုင်းခြားတဲ့ဤပညာပျောက်နေတဲ့အတွက်ဒါတွေကအလုံးအတွက်လင်္ကာတွေတော့ညံ့နေကြတယ်အဲ့လင်္ကာတွေရဲ့အသေးပဲအစီအစဉ်မထွက်တော့အခုဟောဓမ္မစကြာဟောကြတဲ့ပုဂ္ဂိုလ်တော်တော်များပြောပါတယ်ရံကေစီသုရိယဓမ္မသဗ္ဗတံညောရဓမ္မတိဆိုတာတော်တော်များပြောကြတယ်ဒါပေမဲ့ ဘာသာပြန်တဲ့အခါကျတော့အကျဉ်အကြောင်းတိုက်ရဖြစ်ပေါ်လာသောယုံဉာဏ်တရားတို့သည်အဲချုပ်ဆုံးရပါလေဖြစ်ပေါ်ပြီးမှချုပ်တယ်လို့ဘာသာပြန်တဲ့ဖြစ်ပြီးမှချုပ်တယ်လို့ဘာသာပြန်လိုက်တဲ့အတွက်အဲအဲနိဗ္ဗာန်နဲ့အဲကဘာရှားသွားတဲ့ဘာသာပြန်ဆိုချက်ဖြစ်ပါအဲကြောင့်နိဗ္ဗာန်မရကြသလဲအဲ့လိုအကြောင်းတိုက်ရင်ပေါ်လာတယ်ပေါ်ပြီးတော့ချုပ်တယ်အဲအပေါ်သေးမှမရှိဘူးဆိုတဲ့အသိပညာပေါ့အဲ့ knowledge ကိုကျွန်တော်တို့မရခဲ့ဘူးမပေးကြဘူး ဲ့ဒီအခက်အခဲကြောင့်ပဲကျွန်တော်တို့ဟလာကြည့်မှရမယ်ဆိုရင်အတွေ့အကြုံယူဆတွေပေါ်ပေါက်လာတယ်ဟလာအများအားကျွန်တော်ဒီပညာသာသနာပြောလို့ရှိရင်အများအားညှင်းဆန်တယ်ဟလာအစင်မရှိဘူးဆိုတာတွေကိုသင်တော့လူတွေမရကြဘူးအဲ့ဒီအခြေခံမလဲဆိုတော့အဲ့ဒီဘုရားရှင်ဟောကြားတဲ့အနိစ္စကိုမသိဘူးဒုက္ခကိုမသိဘူးအနတ္တကိုမသိဘူးအဲ့လိုမသိကြတဲ့ပြဿနာတော့အနိစ္စသိရင်အနာဂမ်းနဲ့ဒုက္ခသိရင်ညာနာနဲ့ အဲ့လိုပြောတယ်အဲ့တော့ကျွန်တော်တို့အိဋ္ဌာတွေကလည်းတိုံနေမဟုတ်မှတ်လာတာနှစ်ပေါင်း20 30လောက်ဟာအနာဂတ်မှာပြောနေသောတာပန်တော့မဖြစ်ဘူးဒုက္ခတွေကလည်းမှတ်လာတာဖြစ်ပြဖြစ်ပြဆိုပြီးအိဋ္ဌာဒုက္ခအနတ္တဆိုမှတ်လာတာနှစ်ပေါင်း20နှစ်ပါလောက်ကြားပါတယ်ဘာဖြစ်လို့မဖြစ်တာလဲဆိုတော့ဒီအရိယာတွေပြောတဲ့အိဋ္ဌာဒုက္ခအနတ္တကိုဖိုင်ရှားပြီးတော့နားမလည်လို့ဖြစ်ပါတယ်ဘုရားရှင်ပြောတဲ့အိဋ္ဌာဒုက္ခအနတ္တအထေဝေကတကယ်ရဟန္တာဖြစ်သွားပြီးတဲ့ဘုဘောဆရာဘုရားကြီးတို့ ရှင်ခင်ကောက်ကိုပြောသွားခဲ့တဲ့အတိပ္ပယ်ဟာတကယ်အမှန်ကန်ဆုံးပါပဲเนาะဒါမှမဟုတ်နေစာအတိပ္ပယ်ကမရှိဘူးဒါတော့မှအတိအကျပြောပါဆိုမရှိဘူးနဲ့မရဘူးနေစာအတိပ္ပယ်ကအစင်မရှိတာအမြဲမရှိတာဟုတ်လားဒုက္ခရဲ့အတိပ္ပယ်ကအစင်မရှိတာအမြဲမရှိတာအနတ္တရဲ့အတိပ္ပယ်ကအစင်မရှိတာအမြဲမရှိတာအဲ့လိုသိနိုင်ခွင့်ရမယ်ဆိုရင်တော့အခုနပြောတဲ့ဟုတ်လားတေတံဥပသမောသူခောဆိုတာအဲ့ပုဂ္ဂိုလ်ကဒုက္ခအစင်ငင်းငင်းနဲ့အရသာကိုခံစားနိုင်သွားပြီ နိဗ္ဗာန်ချမ်းသာကိုခံစားနိုင်တဲ့ပုဂ္ဂိုလ်ဘဝဘဝကိုပိုင်ဆိုင်တဲ့အဲ့ဒါအတိညာဉ်ကိုရဲရင်ရရှိသွားတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်အဲ့ဒါဒါမှလို့ပါဠိတော်တစ်ခုရဲ့ဘာသာပြန်ဆိုချက်ကအဲတကယ်ချမ်းသာခွင့်နေရဖို့အတွက်ဟုတ်လုံလောက်တဲ့ဟုတ်ပြည့်ပြည့်စုံတဲ့ဘာသာပြန်ဆိုချက်ဖြစ်မှသာလေချမ်းသာခွင့်ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့လာဆိုရမလားနီးဟုတ်ပါရဲ့ဆရာဟိုက အခုတော့အခုလိုလေးရှင်းလိုက်လို့ညံဖြစ်သွားဘူးဆရာသူ့အိုးတန်တရားခီးတဲ့ စုတဲ့စဝိုင်းကြီးကိုတွေ့ပတ်ခါသွားကြကြလီတယ်တန်တရာခီတဲ့တန်တရာခီတဲ့ဝေကရှင်များခဏများရဲ့ခြားပမလူလက်ပရင်တဲ့သာသမီမယာတွေ့ရတဲ့ဝီရှာတဲ့အခက်ဝီရှာမအီးတဲ့ လောဘဒေါသရှင်သောမောဟတွင်မှဝစ်စင်းနေတောကဝင်အညွခွေလုကေးရလီတဲ့အဘယ်တော့ဆုံးဆန်းကူတဲ့ကူရဲ့ယူလေဘဝရီတန်တရားလေး လေသူတို့ကိုယ်လေပြန်တော်လဲသူတို့ကိုယ်လေနာတော့ကိုယ်ကူကကိုယ်လေလောကလေးမှာတောကရီကျွဲပြုံးတဲ့ပြိုတဲ့ဆိုရာတွေရဲ့လူဘဝထွက်တော်ပုံမြင်သမွေဆုံးစင်ကားသွားအမောဆုံးချမရမနာတဲ့ဦးနာပြီးလေယူလာရတဲ့ ကြကလေးမကွယ်ခွန်တော်ဝရန်ပြင်စီရကွယ်ဘေမခုနာမေပြင်စီရောက်ကွယ်တန်တရာခီးပဲဘေမခုနာမေတန်တရာမလုံးဂျုံမို့ရဲ့ခုလိုကောင်းမှုများတဲ့ပြင်သာဝဲ